။လာပါခင်ဗျာ။ဆရာငယ်ပါခင်ဗျာ။ဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်စက္ကလပိုင်းတွင်မှာအဆက်စားရရာအစီအစဉ်အောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မြေတာဘုဆူတောင်းပေးလိုက်ပါတယ်။ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့။ကျတို့ဘာလို့လုံးနဲ့အချိန်တလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့စက္ကလပိုင်းကိုရောက်ရှိလာပြီ။ ဒီနေ့တော့25ဆက်တလပိုင်းတော့မပြောခင်စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနေ့တော့25ဆက်လို့ဟိုဇန်နဝါရီလအစပြီးတော့အခု10လပိုင်းထိပြီးခဲ့တဲ့10လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အဲများပါခဲ့သလားညံ့တဲ့အဲများပါခဲ့သလားသူမဟုတ်ကောင်းတဲ့အဲပဲပါခဲ့သလားဆိုတာအသိအသိမဲ့လားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment လေးဖတ်ပါဦးမယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့ဒဇောင်မုန်းလာပြီးနေမှာတော့ကျွင်ကျော်အိစာတရားမိတ်ဆွေခိုင်းတော်ဝင်စေးပောက်ခွဲလည်းရှိတယ်လို့မိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ပုံမူငါးပါးဟုတ်လားဟိုဆွန်းနဲ့ပါနဲ့ကတ်ပြီးတော့ခါကြတော့နေ့လေ၂နာရီတိကိုအလုံးဝေးထဲဝင်ချင်းတီးခံပြီးတော့အားလုံးကိုအယုတ်လန့်အမြန်မြေကြီးတွေးပါကြောင်းနဲ့လာရောက်ပြီးတော့ဂျုံချိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးကြပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲအနုမောဒရာဝမ်းမြောက်သာလို့ခေါ်ယူနေအလှူချင်းဖြစ်ပါစေလို့လည်းဆရာကထလောင်းပြတာကိုင်းနဲ့ကဲစားလိုက်ကြရအောင် ဒီ2025ခုနှစ်17လ17ပိုင်းဒီမှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအချင်းတွေကိုဥစွာဒါတော့ဆွဲကြည့်ပါဦးစနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ အရာရာကိုစိုးရိမ်စိတ်ကြီးလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေ့အကြုံဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါတခုခုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတာမျိုးခုခုကိုငါဒါကြီးကိုဆုံးရှုံးသွားရင်ဘယ်လိုဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတို့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ငောဆိုတဲ့ငကတိစံများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ဒီအရာလေးတွေကိုဒါကြီးကိုဆုံးရှုံးသွားရင်ဟောဒါကြီးမရှိတော့ရင်ဒီလိုညီမန်းချက်ကြီးပြတ်ပြဲသွားရင်ဟောဒါကြီးကုန်ဆုံးသွားရင်ရောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ဘဝမှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေ့အကြုံဖြောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့ တက်အောင်လှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းနဲ့တခါလေမှာလူစိတ်ဆိုတာစွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒအားဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးနေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြအကြံပြုလိုပါတယ်ဒါပြင်2025ခုနှစ်17လပိုင်းမှာစနေတိုင်းမိတ်ဆွေတို့ရဲ့အလုပ်ကား အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်ကြီးပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ်။သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်ကြတယ်မိတ်ဆွေများရှေ့လူဆောင်ကလှုပ်ဆောင်မှာနေရာတိုင်းနဲ့ပတ်သက်ပြီးယာဉ်နဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာဉ်တက်တာမျိုးတွေဂျုံကနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းရှိနေတယ်လေဂျုံကနိုင်ပါတယ်။ထို့ပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာဉ်လုပ်ငန်းကိုင်းကနေပတ်သက်ယာဉ်တိုးဖြေရာမျိုးယာဉ်တိုးပြောဆိုတာမျိုးတွေဒီမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှိလို့ပြီးတော့ဆောင်ရရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါလေတို့ရတယ်အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတော့ကစားဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတော့ကစားလေးဖြစ်တတ်တဲ့အတွက်တော့သတိထားစီရင်ပေးရအတွက်တော့လိုအပ်ပါတယ်ကျမိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနိတာသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်ဝမ်းပိုက်စီးနဲ့ပတ်သက်တော့ရလေးတွေလေကြောင့်နဲ့ပတ်သက်တော့ရလေးတွေငါတို့ကအခြေခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများကိုဒါလေးတွေဖြစ်တတ်ပေမဲ့လို့စိုးစိုးဝါးဝါးကြီးတော့ဘာမှမရှိတာပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်စနစ်သားသမီးမိတ်ဆွေများကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲယေရှုမမားစီကိုအဲဆွနာလို့ဟိုရင်းနဲ့ပတ်သက်တဲ့အရာတွေကံကြွယ်ထိတွေ့တဲ့အခါမှာတော့တတိထားစင်ကြင်ရလူကကြောင်းနဲ့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာဒါကလည်းစနစ်သားသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ ီလာတာတို့ဒီမှာစနေသားသမီးမိတ်ဆွေတို့ပို့ရတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအတင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ပါဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေဒီမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးတင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့တဦးတည်းတယောက်တည်းလှုပ်ခြင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အဖွဲ့အစည်းအတင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိုက်ကဆိုင်ရာလုပ်ငန်းတွေ အကွယ်စီအသိန်းဘွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိတ်လို့ဆောင်ရလုံဆောင်မှာဒါအပြင်ညီကောင်မတော်မကြီးရဲ့အကူအညီထောက်ပံ့မှုရရှိတတ်သောကာလဖြစ်ပြီးတော့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်ရှစ်တုသမီးကြီးသားရဲ့အကူအညီထောက်ပံ့မျိုးတွေရရှိတတ်သလိုငကူကအဆက်အသွယ်ပြန့်နေတော့မိတ်ဆွေများညီကောင်မတော်မအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးသလိုမိတ်သစ်ဆွေသက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအကူအညီရရှိစီမှာအသေးချာပဲဖြစ်တယ်။ထို့အပြင်အကွယ်စီအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးအခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတဆင့်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိပ်ရှင်းလုံခြုံခြင်းထက်မိမိရဲ့အတွေးအခေါ်အကြံစီတွေကိုချပြခြင်းတွေဟာချစ် တိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးဟာဝင်လာတဲ့ကာလဖြစ်တယ်။ဒီလိုပြင်ငွေကြီးနဲ့ပတ်သက်လို့လွန်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်။ဒီလက္ခဏာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော့ဒီမှာမိတ်ဆွေတို့သောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော့ဒီမှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စပစ်စီစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေအကျူးပေးပါလေ။စာချုပ်စာတမ်းကိစ္စတွေစက်တူလုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေစံစီစီစားစားတော့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျူးပေးပါလေ။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာလို့နော်ဟိုတာလုံးတွေနဲ့ပတ်သက်လို့ရှေ့ဥဆောင်ရလှုပ်ဆောင်ပြီးတော့အကျူးပေးတော့ကာလာဖြစ်ပြီးမိတ်သေးဆွေသစ်တွေရဲ့အကူအညီကိုရရှိတက်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းမှုကိုရရှိတတ်တော်လာဖြစ်ပါတယ်။အထည်လေးလုပ်ငန်းတိတိခဏ online social media နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမေးကိစ္စစာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်မှုပေါင်းစုလုပ်ရတဲ့လုပ်ငန်းလေးအများအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းလေးမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်။စာချုပ်တဲ့ အဆက်အသွယ်အသစ်တွေရရှိတတ်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့ပြည့်စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့လှုပ်ဆောင်ရင်အောင်မြင်ရင်းတိုးတက်ခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ဒက်စီးတို့ဒီဇယ်စီးတို့လောင်စာစီးတို့ဒေါ်လာတို့ဆက်ရှိသော အရာလေးတွေလက်စပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေရှေ့တို့ဆိုင်ရာလှုပ်ဆောင်ပြီးတော့ OA ချမ်းမီငဘောကဆောက်လက်ဆက်တန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OA ချမ်းမီအသစ်ပြီးပြအောင်ဆောက်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြန့်ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းရှေ့တို့ဆိုင်ရာလှုပ်ဆောင်ရင်အသာတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်။လူငယ်တွေအရှိန်နဲ့ ပတ်သက်လာရင်တော့ပူဇာဘတ်ဘောရာမျိုးတွေစိတ္တသမီးစာရရှိတတ်တော်လာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှိမေတ္တာရေးနဲ့ပတ်သက်လာရင် မေတ္တာရေးဆန်းဟာအာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။တို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့မြင်တဲ့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံနဲ့အားသာထောက်မှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမီးကြီးများအနေနဲ့ဆိုရင်လည်းတုံးနဲ့တို့တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့တည်ငောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းရှားဖြစ်ပါတယ်အင်္ဂလိပ်ကိစ္စနဘောကနားလည်မှုလွဲနေသောကိစ္စလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားသာတုတ်တက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့အခါ ဒီလက်ခါတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်လို့ပฏิပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုပ်ငန်းသူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီငါကသာသမီ ိမ်နောင်ရင်းနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငဘူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမှာလောက်ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်တော့အားနည်းစေသောကာလပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်ထို့မြင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတဲတဲမမှန်နဲ့အဲဟိုစွမ်းလာလို့ပေါ့နှုတ်တရားစတဲ့လုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ် ပါစပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျာထို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အခွင့်အရေးကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဒီလက်ကတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူတူမရှိပါဘူးအဲထို့အပြင်မိတ်ဆွေတို့ဒီလက်ကတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုပ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတွေအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့အဲ့ဒီအကြံစီတွေဟာအကြောင်းများမျိုးစုံနဲ့စနောက်စနေအနောက်အနေဖြစ်တတ်တော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီဒီလက်ကတော့ဒီမှာမိတ်ဆွေတို့ အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံလေးတွေရရှိတတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ အဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးတွေညုံသွားတက်ပြီးတော့အိမ်ထောင်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းနေကြရင်ညလေလာလာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်ကျေးတော်မိတ်ဆွေများပေါ်မှာမိမိရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးတွေညုံသွားတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအိမ်ထောင်ဘက်ကတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတယောက်နဲ့တယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတဲ့ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်ရောလာဖြစ်ပြီးတော့ ပြဿနာတွေတရားတော်ကြီးယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စတွေမှာတော့ဒိဋ္ဌာဆင်ခြင်ပေးရလိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။အိုးအိတ်ရှမင်းနေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်ပြီးပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့ဒီစုံအတက်ပညာတွေပြူစားတိုက်ခိုက်တတ်တယ်လို့စနေသားသမီးမိတ်ဆွေများဟုတ်ဘာလို့မဆိုတီလာတာတော်ဒီမှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ကလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့ရှိရင်အိမ်တော်ဖြူချင်းစိတ်ဆက်ချင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှစ်လောက်ပေါင်းမှတိရဆိုတဲ့အတိုင်းပဲဟုတ်လားသမီးအစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေကကန်တရရဲ့အထောက်အကူများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်ရင်လိုက်ဝင်လာတာမျိုးလေးတွေ ပြုံးထားတဲ့အတွက်တော့ယတနာကိုစိုက်ကင်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ဖြစ်တဲ့အကြီးကြီးချိတ်ချက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စေတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဖြစ်နိုင်ရင်ရာထူးလုပ်ငန်းတိုးမိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့อืมလုံချောင်လို့တဲ့မိတ်ဆွေများမတိကြမရေရန်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိကျညံ့သွားတာနိုင်ကြပါမှမရှိပဲနဲ့မကြခင်တပိပိအစိုးညံလေးပြပြောက်သွားမှအတိအကျပဲဖြစ်တယ် ရွှေပြောက်တာမျိုးလေးတွေအထာမရမျိုးတွေတကုတ်ကုတ်ခံရတာမျိုးတွေဂျုံအပ်တတ်လို့စက်ပစ္စည်းရင်တကုတ်ကုတ်ခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားစင်ရင်ပြန်လိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပြောက်တာမျိုးလေးတွေဂျုံတတ်ကြောင်းထက်လောက်ပြောကြလိုက်ပါရစေဒီလိုက်ကတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတင်းလာသသမီးတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုက်ကတော့ဒီမှာဆိုလို့ရှိရင်အဲ ဘာလို့မဆိုအကျိုးပေးသောအရာဟာတော့အနောက်ဆူဆူရဖြစ်ပြီးစန်းတီယာအရာကတော့အနောက်တောင်တောက်အရာဖြစ်ပါတယ်မိစ္ဆာတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မူးပြာရောင်ခဲရောင်အစိမ့်ရောင်တွေများများပါတော့အရာတွေကိုဝစ်ဆင်သွားခြင်းဖြစ်မိစ္ဆာတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအတေချာပဲဖြစ်တယ်အဆက်ဆက်အရာမိစ္ဆာတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိစ္ဆာတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ဂျာဇာဝိသသမီးတင်းလာသသမီးနဲ့တွဲပါလုပ်တဲ့အခါကံရဲ့အထောက်အပံ့ကိုများစွာရရှိတက်ပြီးတော့ အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြီးမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်နေ့ဒီမှာတော့သတိပြုပါလပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးလအကုန်မှ၄ရက်ကိုတော့သတိထားစင်ကြပြန်လိုအပ်ကြောင်းအစက၄ရက်နဲ့အစုံ၄ရက်နေ့ဒီမှာသတိပြုစင်ကြပြန်လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစေဒီလတာတော့ဒီမှာသတိထားစင်ကြရမယ်နေသားအနေနဲ့ဆိုရင်တော့ တောက်ကြသသမိတွေနဲ့တွဲပတ်လောက်တာမျိုးတောက်ကြဏီသားတွေနဲ့ဆက်လို့လောက်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံပြီးကံရဲ့အချင်းကိုအကြံကြားလေးတွေတုံတက်ကြောင်းနဲ့ခံအောင်ပြောကြလိုက်ပါစီအဆက်ဆက်ရရာတတိထဆင်ရမှာတော့လူတို့ညာရင်ညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့เนาะဟိုရွှေရအနေနဲ့မိသားစုဝင်နေတဲ့မှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခဒုနဲ့ဒုတယောက်နဲ့တယောက်နားလည်မလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့ဒီကြားရဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတဦးတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ် ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါရေးရုပ်ရည်အခက်အခဲအကျက်တဲတွေကြုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရွှေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်ကအိုးအဆုပ်အိုးအပဲ့လေးတစ်လုံးကိုဟုတ်လားလက်ပြန်ပစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါလေရွှေရတဲ့ဆရာကြီးလာပြည့်လို့ရအောင်နော်စကောင်းကြီးအဆက်ဆက်ရဲ့အတိတ်ခံပြုလို့တဲ့စနီတာပြီးမိတ်ဆွေများအတိတ်ခံပြုလို့တပါဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတနည်းကိုစနနခေါင်းလုံးနဲ့နော်မိတ္တာတုပ်ကိုတနည်းကိုစနခေါင်းရွပါဒါပြီးတော့စနေရအတိတ်အတိတ်ခံပြုပါကအခက်အခဲအကျက်တဲတွေပြပြောက်သွားစီမှာအတိတ်ကြပဲဖြစ်တယ် မိစလို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တော့အယောက်ဖတ်စီဖို့ပြမိမိတို့ရဲ့ကုန်ပစ္စည်းကိုရောင်းတဲ့အခါမှာခေါင်းကြီးတစ်ချောင်းနဲ့ကြည့်တွေ့ပြီးတော့ရက်ကုန်ပြီးတော့ရောင်းလိုက်ပါအယောက်ကောင်းပြီးတော့အယောက်တော့အဝယ်တက်သွားမှာအသေးစားပဲဖြစ်တယ်။ဒါအပြင်မိစလို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုပ်သက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမြည်တွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီအစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုဆိုပြီးတော့အစနာလိုပေါ့သွားတာမျိုးကမောက်လို့ရှင်လဲလေရှင်သွားတာမျိုးတောက်ခေါက်သွားတာမျိုးစုပ်သက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိစီမှာအသေးစားပဲဖြစ်တယ်။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအဆင်ပြေစေရန်ရေရရမပြောမီဇန်နီနာမှာပြည်မိချင်းရင်ခွန်ကို3ညာနဲ့ကို3ညာလေးတစ်လျှောက်790290 410ဝက်အတဲတယ်လီဂရမ်မှာဖြစ်စီဗိုက်ဘာနံပါတ်9653 5050 9နဲ့မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေတို့ဆရာကအဒီအခုဆရာကဖော်စတန်ရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သူတို့ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မကြည့်ရတာအစမပြေရင်စကလုံးကြီးလွှဲလျှော်သွားရင်လည်းဆရာငယ်ရဲ့ရုပ်လျှော်တဲ့အပြစ်လိုအပြစ်မြင်ရင်လည်း မိတ်ဆွေတို့ဒီကလာတာလုံးဆက်ဆက်ရရအစီအစီပြီးတော့ငွေကြီးကအားကောင်းစီရန်တို့ကပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရာနော်ကျွေးပကံများတစ်ချက်ထဲမှာကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံတောက်ရီကတစ်ခွက်ထက်အလဲမှာစမီထွင်းပြီးတော့စူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအစီအပြီးအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံအလဲကအတောက်ရီတစ်ခွက်ထားအလဲမှာစမီထွင်းပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တဲ့ပြီးနေသွားမှာအတိအကျပဲဖြစ်တယ် လုံခန်းပြရင်အလုတ်ပြိုင်နေတဲ့အတိုက်ခိုက်နေတဲ့ကြုံလာရတဲ့အခါမိတ်ဆွေတို့နေနဲ့ဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ခွာထဲမှာဂိုင်းပါတဲ့ဖန်ခွာထဲမှာခရင်ခွာလေးတစ်ခုလိုရပါလေခရင်ခွာလေးတစ်ခုသမင်းစားတဲ့ခရင်ခွာလေးတစ်ခုလိုရတယ်ခရင်ခွာလေးတစ်ခုဆရာတို့ကဒီလိုခရင်ခွာချားလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ခွာလေးတစ်ခုကိုဒီတက်ပုံလေးပတ်စုပ်ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမိတ်ဆွေတို့နေနဲ့အဲ့ဒီခရင်ခွာလေးတစ်ခုကိုထောင်ပြီးတော့စိုက်တာပါတက်ပုံလေးကိုထောင်ပြီးစိုက်တာနည်းရန်တနည်းရရတောင်းနေရမှာတင်ထားပါအလုံးလုံးကိုခက်ခဲနေပြီးပျောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့စနေသားမိတ်ဆွေတွေအားလုံး2025စက်တလပိုင်းပြမှာ တက်နေတဲ့ဘူးလောက်ဝင်ဖြူလို့ရေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေ